တို့တော်ပေါင်းတော်များတာဝန်ဆန္ဒပြပဲရောက်ပြီပါတယ်ဘုရားရှင်မများကြီးဆန္ဒခံစားခြင်းနဲ့ဆက်လိုက်ပါဦးမင်္ဂလာပါရှင်ကြီးရပ်တုံးမှပေါက်ခွာလာသည်မင်္ဂလာပါလှုပ်ရှားတောင်းဆိုမှုများပေါ့အလေးထားခဲ့ခြင်းသင်္ခါဖြစ်ရှိပေးရမည်အကွဲကာဝေးတာနာရင်းနဲ့ယဉ်ကျေးမှုဝိညာဏဝိညာဉ်လုံးဆောင်ခြင်းနဲ့ရည်ရည်များသည်အစ္စလာမ်ဘာသာဝင်များကမှ ြေလျှော့ခေသာနေမှုကြောင့်ဘုရားဘာသာနှင့်သာသနာ၏အနာဂတ်သည်ပုံမကျုံထွေးမှုနှင့်တွေးကွဲမှုများစွာဥတည်နေပါဖြင့်အသောဝဝင်ကြီးသူရာအောင်ကိုအားယာရုမဖေရှားပြန်ရမည်တပိုက်ခွဲခံရတို့ဟင်းကြမရှိကြောင်းကျွန်တော်ထုတ်ဖော်ခြင်းသည် သူဝင်းကိုကိုလက်ပါဝင်ယောသားရဲ့လှူရှာလေးဦးဟာအမသမတိရဲ့တောင်းရင်းကြီးချမှုကြီးအနာလွဲတုံတာမှုအဂရိမကင်းတော့တရားစီရင်မှုဥရင်းဒီလမ်းကြာမှုလို့ဖြစ်ကြောင်းဒီလားမြင်တွေ့နေရပါပြီနားလေးမှာပါမနောရမန်ဒူးဒူးဟစ်တိုင်းမှာပါအပိုင်ရဲ့ကဲမှုဖိတ်ခေါ်ပါတယ် ရာတော်ဦးဝီရသူညနေ၄နာရီထိပါဆရာဟောခင်အားမရဲ့ထဲထဲမှာပြင်ရေးအစ္စလာမ်ဗီမြအတွင်းအပေါ့ပါလားလာပြီဝါလာယူချစ်တဲ့ညီမတွေပါဆရာဟောအော်ဒီကစားတင်ကြောင်းများတွင်မူဂျာဟစ်စိတ်တဲ့ရေရာသူ့တွင်းလေမူတွေ့လာခဲ့ပါအိန္ဒိယပါကစ္စတန်ဒေယိုရာအစ္စလာမ်ဘာသာရေးခေါင်းတော်များကြီးမြန်မာနိုင်ငံအတွင်းပြုဝတ်သွားတယ်ဆရာဟောမြင် ရန်ကုန်မြို့တွင်တစ္ဆန်ကောင်းကောင်းမှုဒီပလိုမာတင်လာဖွင့်လျင်ဂျိုပန်တော်ရွက်နေမှုအစ္စလာမ်ဘာသာဝင်များအတွေ့မြန်မာနိုင်ငံ၌အရင်တစ်ခါများမရှိဘူးသောစောင့်နေတာတော့ညနေနေရှိနေပါပါခေါင်းစဉ်မျိုးစုံတည်း၍မင်္ဂလာပါရှင်တရားဝင်ဖွင့်လျင်တော်ရွက်နေမှုမင်္ဂလာပါရှင်ဒီနေ့နိုင်ဒီနေ့နိုင်အစ္စလာမ်ဘာသာဝင်များပြောလာလို့ပါတယ်